ARD အတိုင်းပိုကလေးမြို့နယ်မြင်းကကုန်းကြီးရွာအုပ်ချုပ်ရေးမှူးကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူအော်တိုဘာလ14ရက်နေ့ညမှာဒေသခံတွေကိုဖမ်းဆီးပြီးငွေတောင်းကပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မြင်းကကုန်းကျေးရွာရဲ့အိစာတရဆန်ဆက်တံတားမှာခိတရရနာနေတဲ့တငါလေကိုးစင်းကတငါလှုပ်ရှားနေကြတဲ့ဒေသခံတွေကိုစစ်မှုထမ်းဖို့အတွက်ဆိုပြီးဖမ်းဆီးသွားကအော်တိုဘားလ15ရက်နေ့မနက်မှာတော့တယောက်ကိုငွေကျပ်တသိန်းစီနဲ့မိသားစုဝင်တွေကိုလာရွေးခိုင်းပြီးပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါရယ်။ အော်တိုဘားလ14ရက်နေ့ညမှာပဲဖမ်းဆီးခဲ့တဲ့တခြားဒေသခံ2ယောက်ကိုတော့ငွေကြေးသိန်း20စီတောင်းယူပြီးပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ အုတ်ချုပ်ရည်အဖွဲ့တွေကလှုပ်ရှားနေကြတာဖြစ်ပြီးပင်လယ်ဘက်ကိုထွက်တဲ့တငါလှေတွေနဲ့ဆက်လေတွေစီကနေပတ်စံကောက်ခံနေုံသာမကပဲတငါတွေကိုပါစစ်မှုထမ်းအကြောင်းပြပြီးဖမ်းဆီးငွေတောင်းလာနေတာဖြစ်တယ်လို့ဖမ်းဆီးခံရသူရဲ့မိသားစုဝင်ကပြောပြပါဗျ။လက်ရှိအုတ်ချုပ်ရည်မှုအသစ်ဟာစစ်မှုထမ်းဥပဒေကိုအသုံးချကာသူရဲ့အုတ်ချုပ်ရည်နယ်မြေတွေအတွင်းမှာငွေရှာလို့ရတဲ့အရာမှန်သမျှကိုရှာဖွေနေတယ်လို့ဒေသခံတွေကပြောပြကြပါဗျရှင်။